过年到了，过年了，你超速今日出礼貌，得达标建设万里。超速建设用准水，过年了。 ထိုင်းနိုင်ငံအတွင်းအလုံရှင်အလုံသမားဥပဒေအသစ်ပြင်ဆင်လိုက်ပြီးနောက်မြရီနယ်စပ်မြို့ကိုမြန်မာရွှေပြောင်းအလုံသမားတွေပြန်လည်ဝင်ရောက်လာရမှာသူတို့နဲ့အတူဘင်္ဂလီခွနဲ့ဥပါရောနှောဝင်ရောက်လာတာကိုဖမ်းဆီးရမိခဲ့တယ်လို့သိရပါဗျ။အဲ့ဒီဘင်္ဂလီခွနဲ့ဥဟာဇွန်လ20ရက်နေ့ကထိုင်းနိုင်ငံကနေအကြောင်းအမျိုးမျိုးကြောင့်ပြန်လည်ရောက်ရှိလာသူမြန်မာရွှေပြောင်းလုံသား84ဦးထဲမှာရောနှောပါဝင်လာခဲ့တာဖြစ်ပြီးမြန်မာစကားကိုကောင်းမွန်စွာပြောဆိုနိုင်ခြင်းမရှိတဲ့ဘင်္ဂလီလူမျိုးတွေဖြစ်ကြောင်းစစ်ဆေးတွေ့ရှိခဲ့တယ်လို့သိရပါဗျ။ ဖြစ်စမှာဇွန်လ20ရက်နေ့ကမြရီမျိုးနဲ့လဝကရုံမှာဦးစည်းအရာရှိဦးလာမင်းဟာလဝကမူတာဝန်ထမ်းဆောင်နေစဉ်မြရီမျိုးချစ်ကြည်ရဲ့တရားကနေတဆင့်အမှတ်လေးရက်ကွက်ကြောင်လုံးကြီးကျူစုလက်ခံရေးစခန်းကိုပြန်လည်ဝင်ရောက်လာတဲ့မြမရွှေပြောင်းလုံသား84ဦးအနက်ဘင်္ဂလီလူမျိုး9ဦးရောနှောပါဝင်ခဲ့တယ်လို့ဆိုတဲ့အတွက်ကြောင်လုံးကြီးကျူစုရဲ့စခန်းတာဝန်ကျလဝကမူဦးကျော်ကျော်နဲ့တာဝန်ရှိသူတွေကစစ်ဆေးခဲ့တယ်လို့သိရပါဗျာ။ တာဝန်ကျလာဝကမှုဦးကျော်ကျော်နဲ့တာဝန်ရှိသူတွေကသူတို့ကိုမြို့နယ်လာဝကရုံးကိုပို့ဆောင်ပြီးစစ်ဆေးရာရခိုင်ပြည်နယ်ကြောက်တော်မြို့နယ်မှာရှိတဲ့ကျေးရွာတွေကဖြစ်ပြီးထိုင်းနိုင်ငံကိုခိုးထွက်ကတရားမဝင်ပြန်လည်ဝင်ရောက်လာသူတွေဖြစ်တယ်လို့သိရပါဗျ။အဲ့ဒီပင်ကလေးခုနှစ်ဦးကတော့ရခိုင်ပြည်နယ်ကြောက်တော်မြို့နယ်လက်ဆောင်ကုတ်ရွာမှနေထိုင်တဲ့အသက်25နှစ်အရွယ်ရာစင်အသက်24နှစ်အရွယ်ရှော်ဘီကော့တင်ကာကီဟေယားရွာမှာနေထိုင်တဲ့အသက်18နှစ်အရွယ်နော်စီရာမောင်နဲ့အသက်20အရွယ်အာယာဒူလာ ရှမ်းရွာမှာနေထိုင်တဲ့အသက်20အရွယ်ကိုရကိုထူအလဲကျုံးရွာမှာနေထိုင်တဲ့အသက်20အရွယ်ချဘူတီပီတင်းရွာမှာနေထိုင်တဲ့အသက်20အရွယ်ဦးမို့တို့ဖြစ်တယ်လို့သိရပါဗျ။အဲ့ဒီပင်ကလေးလူမျိုးခုနှစ်ဦးဟာအထောက်အထားမပါဘဲပြန်ဝင်လာတယ်လို့စစ်ဆေးတွေ့ရှိပေါ်ပေါက်တဲ့အတွက်မြရီမျိုးမရဲစခန်းကပါ987မြင်းဆောင်2010လောက်ဝကအဥပဒေ73တအရအေးအေးယူစစ်ဆေးဆောင်ရွက်နေတယ်လို့သိရပါဗျ။